င်္ဂလာပါခင်ဗျာ We Future ရဲ့ Sport Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့ဘလုံးပလေးသက်တွေအားလုံးသိကြတဲ့နယ်သာလန်နိုင်ငံသား Edwin van der Sar ရဲ့အကြောင်းကိုပြောတော့မှာဖြစ်ပါတယ် Edwin van der Sar ကို1989အောက်တိုဘာလ29ရက်နေ့မှာနယ်သာလန်နိုင်ငံ Vorhom မှာဝေဖော်ခဲ့ပါတယ်သူကသူ့ရဲ့ကစားသမားဘဝကိုအေဂျင့်မှာ စတင်ခဲ့ပြီးတော့ဖီနင်းဆူပလိုင်းနဲ့1995ခုနှစ်မှာချန်ပီယံလိဖလာ UEFA စူပါဖလာတို့ဆုခုနိုင်ခဲ့တယ်1995ခုနှစ်ရာသီပြည့်ရနောက်မှာတော့အီတလီကလပ်ဂျူပီတန်အသင်းကိုတောင်းရွှေ့ကစားခဲ့ပြီးတော့စီချန်ပီယံ3ကြီးကိုပါအီတလီယာဖလားတချိန်စူပါကိုပါအီတလီယာဖလားတချိန်ကိုစခုခဲ့ပြီးတော့2003ခုနှစ်မှာ ဖွံသင်းကိုပေါင်းရွှေ့ခဲ့တယ်။ဖွံသင်းမှာ၂ရာသီကြာငစားခဲ့ပြီးတော့မှတော့2005ခုနှစ်ဇော်လရောက်တဲ့ချိန်မှာပေါင်းရွှေ့ရေးယူနတန်နဲ့မန်ချက်စတာယူနိုက်တက်တင်းကိုထပ်မံပြီးတော့ပေါင်းရွှေ့ခဲ့တယ်။ဘနစာမန်ယူစတင်ရောက်ရှိတဲ့အချိန်ကျတော့သူကအသက်34နှစ်ရှိပြီပြီးတော့သူရဲ့ကစားသမားဘဝဝါရင်တပိုင်းနဲ့ကစားနေတဲ့အချိန်ဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ပြောလို့ရတယ် ဘာမန်ချက်တာယူနိုက်တက်ကစားသမားဘဝမှာပရီးမီးယားလိ5ချိန်2006 2009 2008 2009 2008 2009 2009 2010 2010 2017 2020 2020 2023ရာသီတို့မှာပရီးမီးယားလိဖလာတွေစုခုနိုင်ခဲ့တယ် FA ဖလာတစ်ချိန် Football League ဖလာတစ်ချိန် Champions League ဖလာတစ်ချိန်နဲ့ FIFA ကလပ်ဝင်ကတစ်ချိန်တို့စုခုတယ် Community ဖလာ တော့ခေါ်2000 2010တို့မှာလဲစခုနိုင်ခဲ့တယ်။အနာဇာရဲ့အထင်ရှားဆုံးအောင်မြင်မှုကိုပြောရမယ်ဆိုလို့ရှင်တော့8ခုနဲ့မှာ Manchester United တင်းတယ်လို့ Premier League Plan နဲ့ Champions League Plan တို့ကိုစခုနိုင်ခဲ့တဲ့အချိန်ကတော့သူရဲ့အောင်မြင်ဆုံးချိန်လို့ပြောရတယ်။အနာဇာကမန်ယူအသင်းတပ်တမကသူရဲ့နိုင်ငံအသင်းဖြစ်တဲ့ Netherlands လက်ရင်းစင်အသင်းတွေလည်းပွဲပေါင်း3ရက်30ကျော်ကစားပြီးခဲ့ပြီးတော့ သူရဲ့ကစားသမားဘောတလျှောက်မှာကလင်းရှင်စုစုပေါင်း332ကြိမ်ရခဲ့တယ်။သူရဲ့ကာကွယ်မှုတွေကကျွန်တော်တို့ရဲ့ဘောလုံးသမိုင်းအတွက်ဘောလုံးမျိုးဆက်အတွက်အကြီးအကျယ်ဆုံးဂိုးသမားတအူးဖြစ်နေနေ့အထိကျွန်တော်တို့ရဲ့ယင်းထဲမှာခြံနေဆက်ဖြစ်တယ်ဆိုတော့အမှန်ပဲဖြစ်တယ်။ဝန်ဆာနာမယူခင်ဘလုံးရသည်ဖြစ်တဲ့2010ခုနှစ်မှာမန်ချက်စတာယူနိုက်တက်တင်ကိုချန်ပီယံလိဖိုင်နယ်ကိုပို့ပေးနိုင်ခဲ့ပြီးတော့ အဲ့ဒီ final ပွဲကလည်း Manchester United အသင်းအတွက်နောက်ဆုံးရောက်ခဲ့တဲ့ Champions League final လည်းဖြစ်ပါတယ်။သူက2023 Manchester United အသင်းနဲ့အတူ Premier League Flower ဆခုပြီးရဲ့နောက်မှာတော့အစားသမားဘဝနဲ့အနားယူရတယ်။အစားသမားဘဝနဲ့အနားယူပြီးရဲ့နောက်မှာအချက်တင်ရဲ့ CEO ဖြစ်နေတောင်းယူဆောင်ရွက်ခဲ့ပြီးတော့အာ NTT သူဒီ Pride လုပ်ငန်းတွေကိုလည်းလုပ်ကင်နေတယ်။ ဒီနေ့ကမန်ချက်စတာယူနိုက်တက်တင်ကိုမန်လာဆာပေါင်းရွှေ့ခဲ့တဲ့နှစ်ပေါင်း20ပြည့်တဲ့နေ့လေဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်နေနဲ့ဒီစီဇန်ကိုပြုလုပ်ရချင်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်